စရိယဘွဲကိုရရှိတော်မူခဲ့ပါသည်မန္တလေးမြို့သာမဏေကျော်ဆံမိတ်ဘွဲတွင်ပထမဆင်းဒုတိယဆင်းတတိယဆင်းတို့ကိုအောင်မြင်တော်မူ၍ပရိယတ်ဒီသာသနာလင်္ကာရသာမဏေကျော်ဘွဲကိုရရှိကာရှင်ပိဇာတမရှင်ပိဇာတလင်္ကာရဟုအမည်တွင်ခဲ့ပါသည် ယဟန်ဖြစ်ပြင်းနာစေတိယံကနာပရိယတိကနာဝါစကဘွယ်ပရိယတိသာသနာဟိတဓမ္မစရိယဘွယ်ဟူသောအပိဝန္ဒဘွယ်များကိုရရှိကာအရှင်ပိဇာတလင်္ကာရမအရှင်ပိဇာတလင်္ကာရပိဝန္ဒဟုအမည်တွင်ခဲ့ပါသည်ဝိနည်းပါဠိပါရဂုဘွယ်ဒီဃနိဃာယပါဠိပါရဂုဘွယ် အဘိဓမ္မပါဠိဘာရကဝဲသသောအခြားအခြားသောအမျိုးသားစာမေးဝဲဘွယ်ပေါင်း40ကျော်တို့ကိုရရှိတော်မူခဲ့ပါသည်ဒီမိနစ်ကစာမေးဝဲကြီးကိုတန်တော်29နှစ်ရွယ်1358ခုနှစ်မှစတင်၍တန်တော်40တနှစ်1380ခုနှစ်ထိ စငါးနဲ့တိုင်တိုင်ကျိုးစားအထောက်တော်မူရင်တိမိတကသရတိမိတကကောဝိတာသာသနာတော်၏အမြင့်ဆုံးဖြစ်သောဘွဲကိုရရှိတော်မူခဲ့ပါသည်တိမိတကသရတိမိတကကောဝိတာဘွဲကိုရရှိပြီးသည့်နောက်သာသနာတော်ဆိုင်ရာတိမိတကသရဓမ္မဗန္ဒာဂာရိကဘွဲကို ရရှိတော်မူခဲ့ပါသည်ယခုအခါစတိုင်းဆရာတော်သည်မောင်ရွာမြို့၌တတ္တမသဘောတကစာသင်တိုက်ကိုတီထောင်ကပရိယတိဇာပေမြတ်ကို ပို့ချတော်မူရင်အတ္တပရကျွန်းတော်ဟာကိုမြန်တာစေကသာသနာအကျိုးသောကအကျိုးကိုဆောင်ရွက်တော်မူ၍ပြစ်စင်အတ္တယူစရာ အာကြဘွေဟာထွေချာသောဂုံတို့ဝိသေသတို့ကိုမှန်သားနာယူ၍အတုယူအာကြကကျိုးစားအထောက်ကြကုန်လေထွေချာသောပုဂ္ဂိုလ်များအတုယူစရာပုဂ္ဂိုလ်များအာကြစရာပုဂ္ဂိုလ်များများအတိအတိဖြစ်နိုင်ကြပါစေကုန်တည်း ိပိတကကောဝိတာဘုဒ္ဓလင်ဆရာတော်တတဏအိနာသရိယဤထေရောပတိခြင်းကိုဓမ္မာရမတော်ရကြောင်းစာချတာနာတဇံဓမ္မာသရိယဥပဒောဝိသင်္ကတရာအရှင်တိလောကမှာထာကျန်ပူဇော်ပေးပါယံဖရာတပည့်တော်အယောက်ထအပ်ပါသည်ဖရာနရောလာဇောရှိယ တနင်းကလေးနေ့တွင်ကမဲတော်ဥပုဟံမဲတော်တော်မျိုးကြီးတို့မှဘာမြင်တော်မူခဲ့ပါသည်ဇေယျလောရှင်သူမြတ်သည်ဇတုံးနှင့်အရွယ်ရှင်သာမဏေဘွားတွင်လောကီပညာများကိုသင်ကြားစီမှုကတတမဒံကိုအောင်မြင်ပြီးဇေယျသည်သည်ရောင်းတိုက်သည်သည်တို့၌ ပရိယတိဇာတိများကိုကြိုးစားထုတ်ရင်ငယ်လက်ကြီးတို့ကို အောင်မြင်ပြီးယဉ်ယံသုံးယံကို အောင်မြင်တာသာသနာတစဓမ္မစရိယဝင်တူးကိုရရှိတော်မူခဲ့ပါသည်တိမိလကဇမိဝကြီးကိုတတ်တော်23နှစ်အရွယ်1349ခုနှစ်မှစတင်၍တိမိလကဒရတိမိလကကောဝိဒ္ဓ ဒါနလာတော်၏အမြင့်ဆုံးဘွယ်သူကိုရရှိတော်မူခဲ့ပါသည်ယခုအခါဘုဒ္ဓလင်ဆရသည်မင်းတွင်တိမိတကနိဂါယအကြောင်းတိုက်တိမိတကဓနုဝီကြောင်းပရိယတ်တိဇာတင်တိုက်နှင့်ရန်ကုန်မြို့တိပိတကစိန်ရွှေဘုကြောင့်၌တို့၌အလျင်တင့်သလိုတည်င်းသောတော်မူ၍သာသနာကျူလောကကျူတို့ကို ဆောင်ရွက်တော်မူကသာသနာပြုလျက်ရှိပါသည်ဤကဲ့သို့သာသနာအားစံဤပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်တို့၏ဘဝဖြစ်စဉ်အတုယူစရာအားဖြင့်အတုယူအားကြကကျူးစွာအားထုတ်ကြကုန်လျက်ထူးခြားသောပုဂ္ဂိုလ်များအတုယူစရာပုဂ္ဂိုလ်များအားကြစရာပုဂ္ဂိုလ်များများ အန္တိအတိဖြစ်နိုင်ကြပါစေကုန်တည်းတိပိတကတရာတိပိတကကောဝိတာနောင်ကျိုးစရာတော်တတန္တဝိရိယအနန္ဒဤခြေရုပ်ပတိခြင်းကိုဓမ္မာရမတောရကြောင်းဓမ္မာစရိယစာချအရှင်နန္ဒသိရိမထကြောင်းပူဇော်ပေးပါယံဖရာတပည့်တော်ယူသေးစွာလျောက်ထပ်အပ်ပါသည်ဗျာ ဆောင်းတော်သမားဤတက္ကံတကနောင်ချိုဆရာတော်ဗဒ္ဒန္တဝိရိယနန္ဒာဤခြေတော်ပတ္တိအခြင်းကိုဘုရားတပည့်တော်အားဖတ်ကြားခွင့်ပြုတော်မူပါဗျာဗဒ္ဒန္တဝိရိယနန္ဒာဇန်စလင်းရဘုရဟုနှင့်တွင်ဖွားမြင်တော်မူခဲ့ပါသည် ဆရာတော်ရှင်သူမြတ်သည်ရှင်သာမဏေဘဝမှာစ၍ဆရာတည်သည်ကျောင်းတိုင်အတည်သည်တို့၌ပရိယတ်ဒီဇာဘေးများကိုကြိုးစားထုတ်ရင်းငယ်လက်ကြီးစာမေးဝဲများကို အောင်မြင်တော်မူခဲ့ပါသည်1353ခုနှစ်တွင်ဉာဏ်ရင်သုံးချမ်းကို အောင်မြင်ကာသာသနာတစား ဓမ္မစရိယာဘွဲ့ကိုရရှိတော်မူခဲ့ပါသည်ဤပိသကစာမေးဝန်းကြီးကိုသတ္တော23ရက်အရွယ်တထောင်တော်ရန်ကသတ္တော48ရက်အရွယ်တထောင်တော်ရန်ခုနှစ်ရှစ်ခုနှစ်တွင်ဤပိသကတရာဤပိသကကောဝိတာသာသနာတော်၏အမြင့်ဆုံးဘွယ်သူကိုရရှိတော်မူခဲ့ပါသည် ယခုအခါလောင်းချိုဆရာတော်သည်မိုးမိတ်ကုန်ပြီမင်းကွန်တိပိတကနိကာယအကြောင်းတိုင်းနှင့်မွန်ပြည်နယ်မော်လမြိုင်မြို့ကံဘောဇတိပိတကပရိယတ်ဒီစာသင်္ဌာန်တို့၌အလင်းရင်တဲ့တို့သရင်တော်တော်မူ၍သာသနာအကျိုးလောကအကျိုးတို့ကိုဆောင်ရွက်တော်မူသနီပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တို့၏ ဘဝဖြစ်စဉ်အတွေ့ယူစရာအာကြဝေယသူချသောဂန္ဓဝိသေသတို့ကိုမှတ်သားနာယူ၍အတွေ့ယူအာကြကကျိုးစားအထောက်ကြဂုံလျဲ့သူချသောပုဂ္ဂိုလ်များအတွေ့ယူစရာပုဂ္ဂိုလ်များအာကြစရာပုဂ္ဂိုလ်များများအတိအတိဖြစ်နိုင်ကြပါစေကုန်တည်း ေးမြန်းစွာဖိတ်ကြားအပ်ပါတယ်စတဲ့မော်ဝေးတမ်းမြူစင်းမြို့နယ်မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုမှကပ္ပိယကာရကအဖြစ်လက်ခံပေးပါရန်လေးမြန်းစွာဖိတ်ကြားအပ်ပါတယ် 干了干爹三月烟，大舅大舅大舅，是给恁大伯爸多，恁先阿舅给几叔钱。w e a r i n 苦恼，不走工具多，一个坏人就坏，那搞一个坏人就多。 ိုးသားရင်ခြေဦးလေးနဲ့ပြရတဲ့ကတူရန်ကုန်မှာစောင်းကိုတီဟာဂျာနေတာဖိပြီဖျားနေပြီးတော့မိသားစုမှာတီချူကိုစောင်းဝဲပြပါခင်ဗျာ ကုန်ကြမ်းကြမ်းလုံးလက်ခံရယူပြပါတော့တာဒုတာဒုမာဟိတာပူဇော်အပ်တော့တုတာပုတ္တပိတကကောင်းလျံပူဇော်ခံတိတဲ့အာစောစီယာကိုဤတိဟာကျော်နေတူဖရာတပီတော့ခေပိုးပကြီးမှာတိဆိုပူဇော်ပွင့်ပြုပါဖရာ ဒီလာခွန်ရည်နေ့ ြည့်တည်မင်္ဂလာမောင်းနဲ့ခါញောင်းပြည့်စုံတဲ့ဒီနေ့ဒီရက်ဒီချိန်ခါဘုရားသာသနာတော်ကြီးကိုကြီးညိုလေးစားမြတ်လို့ရတဲ့ဘုံမင်းရဲ့အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ဝင်များအောက်တမ်းမြူလျာမျိုးအလှူဒါရကကိုမိုးအလှူမမခင်ဆိုကြီးမိသားစုတို့အမှုပြုတဲ့တမ်းမြူလျာမျိုးသူမျိုးသားများမြို့နယ်သူမြို့နယ်သားများ ြည်နယ်သူပြည်နယ်သားများပါအားလုံးစုပေါင်းပြီးတော့သက်ရှိတဲ့ရာတိပိဒကဒရဆရာတော်အရှင်မြတ်များကုန်ပြုပူဇော်ရတဲ့တိပိဒကဒရပူဇော်ဝဲကြီးဖြစ်ပါတယ်အမတန်မှကြီးကျယ်ခမ်းနားတဲ့ပူဇော်ဝဲကြီးပါပရိသတ်ကြီးလည်းပဲအများအပြားလာရောက်ပြီးတော့ကုန်ပြုပူဇော်ရပါတယ်ဘုန်းကြီးတို့မြန်မာပြည်မှာဆိုလို့ရှိရင်ဒါအမတန်ကိုတွေ့ရခဲ့တဲ့ ဘူဇော်ဝဲကြီးဖြစ်ပါတယ်။ဒီဝိဒိကတရာဆရာတော်များတနည်းအားဌာနထဲမှာအစုံအလင်ဘူဇော်တဲ့ဘူဇော်ဝဲမျိုးကလည်းပဲအင်မတန်မှရှားပါပါ။အဲဒီလိုဘူဇော်ကြတဲ့အခါအခုလိုပရိသတ်အများအပြားလာရောက်ပြီးတော့ဘူဇော်ကြီးညိုကြတာကလည်းပဲအင်မတန်မှရှာပါပါတယ်ဒါတကယ်ကိုထူးခြားတဲ့ပူဇော်ပဲကြီးလို့ဒီလိုအတိအမှန်ပြရမှာဖြစ်ပါတယ် ဒီဒီဗီကဒရာဆရာတော်များကို ထိုင်းနိုင်ငံမှာရောက်ရှိနေရတဲ့မြန်မာပြည်သူပြည်သားဒကာဒကမများက ပင့်ဆောင်ပြီးတော့ပူဇော်ကြတာဒုတိယအရင်မြောက်ပူဇော်ဝဲကြီးဒီမြန်နေ့ကမှပြီးသွားတဲ့အတွဲဆရာတော်များကမနေ့ကမှပြန်လည်ကြွားရောက်လာကြတာဖြစ်ပါတော့ထိုင်းနိုင်ငံမှာရင်းမှပြည်လို့တဲ့ဒီဗီကဒရာပူဇော်ဝဲကြီးများမှာကိုရင်သား ပူပါလိမ့်မယ်ပြိဿတိအင်မတန်ကိုများပြားတဲ့အလွန်အံ့ဩဝမ်းသာစရာ အနေအထားဖြစ်ပါလေဒါမှလည်းဆိုတော့ဒီမွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ဝင်များနောက်ဘွဲသဘင်ကိုဦးဆောင်ရတဲ့ဆရာတော်တန်ဃာတော်များနဲ့တကောဝဦးဆောင်သူများဦးဆောင်ပါဝင်ပြီးတော့ လူတန်းညာတဲ့အလူတားရကကိုမို့အလူအမမခင်ဆိုရီမိသားစုတို့အမှုပြုတဲ့အလူတကအလူအမများရဲ့ဥဆောင်မှုစွမ်းရည်အရာတိုးတဲ့မြင်မာတာကိုလည်းပဲဖော်ပြနေတာဖြစ်ပါတယ်။နောက်တံပြူစရာမြို့သူ မြို့သားများမြို့နယ်သူမြို့နယ်သားများ ပြည်နယ်သူပြည်နယ်သားများပါစေရနာတရာတရားအင်မတန်မှ ထက်တန်ကြတယ်ဆိုတာကိုလည်းပဲပေါ်ပြနေတာပါဥဆောင်တဲ့ပုံကိုယ်ဒီအနေနဲ့လည်းပဲဥဆောင်မှုအမတမအကောင်းမွန်နေတော့ကမြို့နယ်မြို့နယ်သူမြို့နယ်သားပြည်နယ်သူပြည်နယ်သားများအနေနဲ့လည်းပဲစေတနာတရားတရားအမတန်ကောင်းမွန်နေဆိုတာဟောဒီပွဲတပင်ကြီးကသက်တည်ပြနေတယ်ဒါအမတမဝန်တာစရာ ကောင်းတဲ့အနေထားပါအဲအထူးဝန်တာစရာကောင်းတာကတော့ အလုပ်တွေအင်မတန်များပြားတဲ့ညာတွေကဒီပွဲတပင်ကြီးကိုတက်ရောက်ပြီးတော့အဖူးမြော်ပူဇော်ပေးတဲ့ပြည်နယ်ဝန်ကြီးချုပ်မော့ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ဝင်များမိမိတို့ကိုယ်တိုင်တက်ရောက်ပြီးတော့ပူဇော်လှူဒန်းပေးကြတာအင်မတန်မှဝမ်းသာစရာကောင်းတဲ့အနေအထားဖြစ်ပါတယ်ဣဒ္ဓရာနုဝတ္တကော လောကောဆိုတဲ့ဆိုယိုးစကားများအတိုင်း တိုင်းလူပြည်သားဆိုတာအုပ်ချုပ်တဲ့ပုဂ္ဂိုလ်များရဲ့အတုကိုလိုက်ပြီးတော့ပြည်လုံးတတ်ကြတယ်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များဘာလုပ်မလဲဆိုတာကို တိုင်းလူပြည်သားကအမြဲတမ်းကြည်နေတာမို့တိုင်းလူပြည်သားကအမြဲတမ်းကြည်နေပြီးတော့အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကောင်းတာတွေလုပ်ပြတယ်ဆိုရင် တိုင်းလူပြည်သားကလည်းပဲနောက်ကကောင်းတာတွေလိုက်ပြီးတော့လုပ်လေလုပ်ထရှိပါတယ် အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များမကောင်းတာတွေလုပ်ပြမယ်ဆိုလို့ရှိရင်လည်းပဲနောက်ကတိုင်းပြည်ပြည်သားကမကောင်းတာတွေလိုက်ပြီးတော့လှုပ်လေလှုပ်ထားရှိပါတယ်အဲ့တော့အဲ့ဒီလိုအစင်လာရှိတဲ့အခါအုပ်ချုပ်သူပုဂ္ဂိုလ်များကအခုလိုအင်မတန်မှမုံမြတ်တဲ့အလုပ်ကြီးကိုဥဆောင်ပြီးတော့လှုပ်ပြလိုက်တဲ့အခါမိမိတို့ပြည်နယ်အတွင်းမှာ ရှိနေကြတဲ့ပြည်နယ်သူပြည်နယ်သားတွေအားလုံးဟာဒီ ဥဆောင်သူခေါင်းဆောင်များရဲ့အတုကို ယူပြီးတော့ကောင်းတဲ့အလုပ်တွေမော်မြတ်တဲ့အလုပ်တွေလောက်ကိုင်းဆောင်ရွက်ကြမှာ ဖြစ်တယ်ဆိုတာဒါကို တွေးပြီးတော့ဆရာတော်များကအင်မတန်ပဲဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ပြီးတော့ကြွရောက်လာကြတဲ့မြို့နယ်သူမြို့နယ်သားပြည်နယ်သူပြည်နယ်သားဒကာဒကမများအားလုံးကိုမင်္ဂလာပါလို့ နှုတ်ခွန်းဆက်တာလို့ပါတယ်အားလုံးမင်္ဂလာပါအေးတွားရောက်လာရတဲ့မြို့နယ်သူမြို့နယ်သားပြည်နယ်သူပြည်နယ်သားအားလုံးအားလုံးဘေးရန်ကင်းကွာပြီးတော့ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြစေဖို့ကောင်းတဲ့လူရင်ဆန္ဒအရင်တလုံးတော်ရတဲ့ပြည့်ဝကြစေဖို့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုမိမိတို့စွမ်းနိုင်တဲ့ဘက်ကနေကုညီဆောင်ရှောက်ပံ့ပိုးပေးနိုင်ကြစေဖို့ အခက်အခဲဟူသမျှအလုံးလွယ်ကူနိုင်ကြလေမို့ဆရာတော်များက အထူးပဲဆုတောင်းမေတ္တာပို့တာပါတယ်ဆုတောင်းမေတ္တာပို့တာဒီမှာ အများအပြားစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တက်ရောက်ပြီးတော့အုံပြုပူဇော်နေကြတာအလုံးဝမ်းမြောက်တယ်အလုံးဝမ်းမြောက်အဲတော့ပြောစရာလေးအနေနဲ့ဆိုလို့ရှိရင်တော့အိုးထိုင်းနိုင်ငံမှာတွေ့ကြရတဲ့ဒကာဒကမများ ဩဃာတအဲ့တော့ယိုးနေဆိုရတဲ့အခါမှာအဲ့တော့ဟိုမှာတော့အတန်တန်နဲ့ထွက်တာပေါ့ဩဃာတကတော့ယိုးနေဆိုလိုက်ရင်အတန်တန်နဲ့ထွက်တယ်ဒီမှာတော့နေနေလေးအတန်ကနှစ်တန်လောက်အဲ့ဒီလိုဖြစ်နေတာလေးပေါ့ဒါကဘာကိုဖော်ပြနေသလဲဆိုလို့ရှိဟိုထိုင်းနိုင်ငံမှာရောက်ရှိနေရတဲ့မြမပြည်သူပြည်သားဒကာဒကမများလောက်ဒီကစီးလုံးညီညွတ်မှုမှာတိတ်ပြီးတော့ အာမကောင်းသေးဘူးနည်းနည်းလေးလူသေးတယ်ဆိုတဲ့သဘောကိုပေါ်ပြနေတာဖြစ်ပါတော့နည်းနည်းလေးလူသေးတာဖြစ်ဆွဲပြီးတော့စီလုံးညီညွတ်မှုပုံမှုအားကောင်းလာအောင် ဆောင်ရွက်ကြဖို့ဒါလည်းပဲအထူးတိုက်တွန်းလိုပါတယ်ဟိုမှာရောက်နေကြတဲ့ဓမ္မပြည်သူပြည်သားတက္ကသိုလ်မှများကတော့စီစီလုံးလုံးညီညီညံ့ညံ့နဲ့တို့ဒီလိုရှိကြတယ်လောက်ကိုင်းဆောင်ရွက်စရာအလုပ်ဒီစီစီလုံးလုံး ညီညီညံ့ညံ့လောက်ကန်ဆောင်ရွက်ကြတယ်အဲအားလုံးကတက်ညီလက်ညီပါပဲချစ်ချစ်ခင်ခင်နဲ့ဒီလိုရှိကြအေးဒီမှာလည်းပဲအဲ့ဒီလိုမျိုးရှိကြသေးခြင်းတယ်ဘုန်းကြီးတို့တိုင်းရင်းသားညီကိုမောင်နှမတွေအားလုံးအားလုံးဟာမြန်မာပြည်သားတွေကြီးပဲဖြစ်ကြတော့မြန်မာပြည်သားတွေအားလုံးစီစီလုံးလုံးညီညီညံ့ညော့ချစ်ချစ်ခင်ခင်နဲ့ဒီလိုရှိကြသေးခြင်းပါတယ်အေးရှိကြသေးခြင်းတယ်ဘုန်းကြီးတို့တိုင်းပြည် လွတ်လပ်ရေးရခဲ့တာနှစ်ပေါင်း80ရှိခဲ့ပြီနှစ်ပေါင်း80ရှိခဲ့ပြီအဲ့တော့လွတ်လပ်ရေးမရခင်တုန်းကလွတ်လပ်ရေးရဖို့အတွက်အတူတူလေပင်ဖဲ့ပြီးတော့ကြိုးပမ်းခဲ့ကြတဲ့မြန်မာပြည်သူပြည်သားတွေလွတ်လပ်ရေးရပြီလေဆိုရောအကွဲကွဲအပြားပြားဖြစ်ခဲ့ကြတာပေါ့လွတ်လပ်ရေးရပြီတော့၃လတောင်မပြည့်သေးတဲ့အချိန်